မင်္ဂလာပါရှင်ကျမကတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါ2025ခုနှစ်မေလ1ရက်နေ့ကနေ31ရက်နေ့အထိတလအတွင်းမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်အမျိုးသမီး62ဦးသေဆုံးခဲ့ပြီး82ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့မြမအမျိုးသမီးသမတ်က BWU ကဒီကနေ့ဂျွန်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်အမျိုးသမီးတွေတေဆုံးခဲ့ရတဲ့အကြောင်းရင်းတွေမှာ လေးချောင်းတိုက်ခတ်မှုကြောင့်81ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်4ဦးတပ်ဖြတ်မှုကြောင့်4ဦးထောင်ဒဲစေဝါကုသမှုမရရှိရာကြောင့်1ဦးနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်2ဦးလိုပဲဖြစ်ပါတယ်တေဆုံးခဲ့ရတဲ့အမျိုးသမီးတွေက29ဦးဟာအသက်မပြည့်သေးတဲ့18နှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့ BW ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေလက်ရှိအချိန်ထိစစ်အုပ်စုဟာစစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေအပါအဝင်အမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ဆက်လက်ကျူးလွန်နေတာတွေကြောင့်အမျိုးသမီးတွေဟာလည်းနေစဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်ရှင်။ တနင်္လာရီတိုင်းပလောမျိုးနယ်တဘိုးရွာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကချိန်မုံတိုက်ခိုက်ခဲ့ရမှာ၄ရောက်တေဆုံးပြီး၁၀ရောက်နေပါတန်ရရှိတယ်လို့ပလော PDF ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ဧပြီလ၂ရက်နေ့ညနေ၃နာရီလောက်ကအင်အား60လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်အပြန်အလှန်ပြစ်ခတ်မှု၂နာရီခွဲလောက်ဖြစ်ပြီးပြစ်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်ဖက်ကကင်းထောက်လေရင်အပြင် drone နဲ့ရောလက်နက်ကြီးနဲ့ပါပစ်ကူပေးကြောင်း သူတို့ဘက်ကလက်လုံဘုံတွေအီနာကဘုံတွေနဲ့ drone တွေအသုံးပြုလာတယ်လို့ပလော PDF ပြန်ကြားရေးတာဝန်ခံကိုအာနိုးကပြောပါရယ်စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်လက်နက်ကြီးပစ်ကူ drone ပစ်ကူနဲ့ပါဒါဆက်တော်ရရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါရှင် ကရင်နီပြည်နယ်လွိုက်ကောမြို့နယ်တပြေကုန်းရွာဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဂျွန်လအတွင်ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကအယောက်20တေဆုံးတယ်လို့ဂျွန်လ9ရက်နေ့က KNDF ဗျူဟာအမှတ်1ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဆွဲရနေရာကို KNDF ဖြူဟာအမှတ်နှစ်နဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ချိန်စစ်ကောင်စီတပ်ဖက်ကစစ်ကူတွေရောက်ရှိလာလို့စစ်ကူတွေကိုပါကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ် စစ်ကောင်စီတက်ဆွဲထားတဲ့လိုက်ကိုမြို့နယ်တွေကရွာတရရဲ့ဖုန်ကြီးကျောင်းဝင်းကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်ဖက်ကတေဆုံးတာတွေရှိခဲ့ပြီးလက်နက်တချို့လည်းတင်ဆက်ရမိတယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်ထိတွေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖက်ကအယောက်20တေဆုံးပြီး MA1 9လက် AK47 တလက် MA4 တလက် RPG တလက်နဲ့တခြားလက်နက်ခဲယဲတွေကိုလည်းတင်ဆက်ရမိပြီးတော်လရင်အင်အားစုဘက်က၂ရောက်ထိခိုက်ထင်ရရတယ်လို့သိရပါရှင် အစ္စလမ်ဘာသာဝင်တွေရဲ့အနေဖြစ်တဲ့ဂျွန်လ9ရက်နေ့မှာမန္တလေးဥပဒေထောင်တွင်ဝေပြုခွင့်မပေးဘူးလို့အကျဉ်းချနေတဲ့အကျဉ်းသားမိသားစုအတိုင်းဝန်ကနေသိရှိရပါတယ်။မတ်လ28ရက်နေ့အင်အားပြည့်ငလီလှုပ်ချိန်ရလဲအစ္စလမ်ဘာသာဝင်တွေရဲ့ဥပုပ်ဆောက်တည်တဲ့နေ့ရက်ဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေရဲ့အဆောင်ကိုထောက်အာဏာပိုင်တွေကတော့ပိတ်ပြီးထားခဲ့တာကြောင့်အကျဉ်းသားတွေတည်ဆုံခဲ့ရတယ်လို့လည်းအကျဉ်းထောင်တဲ့နေဆက်သူအမျိုးသမီးတစ်ယောက်ကပြောပါရယ်။ မန္တလေးဥပိုထောင်မှာမတ်လ28ရက်နေ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ထောင်တွင်းတည်ဆုံခဲ့တဲ့အကျဉ်းသား30အထိရှိတယ်လို့သတင်းဌာနတချို့ကဖော်ပြနေပေမဲ့တကယ်တည်ဆုံခဲ့တဲ့အရေအတွက်ကိုတော့ဒီနေ့ထိထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူးလူနည်းစုအစ္စလမ်ဘာသာဝင်တွေရဲ့ကိုးကွယ်ယုံကြည်မှုတွေကိုပါအခုလိုပိတ်ပင်တားဆီးလာတာကိုတွေ့ရပါတယ်ရှင် ILO ရဲ့ဆုံးဖြတ်ချက်နဲ့တိုက်တွန်းချက်တွေကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့စစ်ကောင်စီတို့လိုက်နာမှုရှိမရှိစောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်။တူတာချမ်းသာသတင်းပေးပို့ထားတာပါရှင်။ ဂျော်လာ9ရက်နေ့တရား33မြောက်ညီလာခံမှာပြည်ပြည်ဆိုင်ရာအလုံသမရေးရာအဖွဲ့ ILO ကသူတို့ရဲ့အပြင်းထန်ဆုံးပုံမှန်ဖြစ်တဲ့ Article 33နဲ့စစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်ချက်ချခဲ့တာပါမြန်မာနိုင်ငံအလုံသမတပ်ပေါင်းစု MLA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ILO ကနေဒီဆုံးဖြတ်ချက်ထွက်လာဖို့အစဉ်အဆက်ကြိုးစားဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကိုဖက်ဖက်ကနေပိတ်ဆို့အရေးယူနိုင်မှုကြိုးစားနေရမှာအခုဆုံးဖြတ်ချက်ဟာစစ်ကောင်စီပေါ်ထိရောက်တဲ့ထုံးနှံမှုတစ်ခုဖြစ်လာပါတယ် တိုက်တွန်းချက်တွေကိုမလိုက်နိုင်လို့အရေးယူတဲ့စုံစမ်းချက်ချမှတ်တာပေါ့နော်။နှစ်ထောင်ပြည့်နှစ်တုန်းကလည်းဒီမှာဒီနေ့စီးပွားရေးဆက်ဆံမှုတွေပြည်내သုံးသပ်ဖို့ဆိုတဲ့စုံစမ်းချက်ပေါ့နော်။ Article 31ရဲ့အရေးယူခံရမှုတွေဒီမှာဒီကနေပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြည်내ထွက်ပေါ်သွားတာမျိုးတွေဒီမှာဒီမှာထပ်ပြီးတော့လာရောရင်းနှီးမြှုပ်နှံမှုလောက်တာမျိုးတွေကြုံခဲ့ရတာလည်းရှိပါတယ်။ဒီလိုစုံစမ်းချက်ချမှတ်ခံရလို့ရှိရင်ဒီလိုမျိုးတွေကြုံရတာ ီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်နိုင်ငံတွေကလိုက်နာမှုရှိမရှိသက္ကစအနေနဲ့ဒီဆုံးဖြတ်ချက်မတိုင်ခင်မှာရှေ့ပိုင်းကတိုက်တွန်းချက်တွေရှိတယ်ဒီတိုက်တွန်းချက်တွေကိုဆက်ပြီးတော့လိုက်နာမှုရှိမရှိအဲလိုအဖွဲ့ဝင်နိုင်ငံတွေကလည်းသက္ကစကိုဒီဆုံးဖြတ်ချက်အတိုင်းရည်ယူမှုရှိမရှိရည်မယူဘဲနဲ့ဥပုံဆောင်ရွက်တဲ့ဒီဆုံးဖြတ်ချက်နဲ့ဥပုံဆောင်ရွက်တဲ့အဖွဲ့အစည်းတွေနိုင်ငံတွေစီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်ပြီးတော့ပို့ထုတ်သွားမှာဖြစ်ပါတယ်ဒီလိုလုံးဝတာလေးသက္ကစကိုရည်ယူတဲ့ဟာကအမှန်တကယ်ထိရောက်ပြီးတော့ မာဒီယာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်ရောက်လာလို့မြင်ပါတယ် ILO ကစစ်ကောင်စီကိုအေးအေးယူလာတဲ့ပတ်သက်ပြီးညီလာခံမှာရုရှားတရုတ်ဘီလာရုစ်ပိုလန်နဲ့လာအိုတို့ကမထောက်ခံခဲ့ဘူးလို့သိရပါတယ်စစ်ကောင်စီအမြန်ပြုတ်ကြရေးခြေလမ်းမှာအသာစီးရခဲ့ပေမဲ့လက်တလောပြည်တွင်းလုပ်ငန်းတွေမှာအကျတ်တဲဖြစ်နေတဲ့အခြေခံလုပ်သားတွေအတွက်ကတော့စာဝန်နေပို့ပြီးအခက်အခဲတွေ့လာမဲ့အခြေအနေတွေရှိနေပါတယ် ကွန်တက်ကရှိတဲ့လုပ်ငန်းရှင်တွေကဒီလိုအရေးယူတဲ့အခြေအနေမျိုးတွေမှာသူတို့တို့ထွက်မှာပဲသူတို့ထွက်သွားပြီဆိုရင်နောက်ဆုံးမှာတရုတ်တွေပဲဂျန်ကေးမှာတရုတ်နိုင်ငံသားပိုင်ရှင်တွေပဲဂျန်ကေးမှာဆိုတော့ခေါင်းပုံဖြတ်မှုတွေပုံများလာမယ်အလုံးသမားတွေအတွေ့လေပို့ပြီးတော့ခွန်လန်းနေလာမယ်ချစ်ခံအလုံးသမားတွေပို့ထိခိုက်မှာဝန်ဆွဲအောင်တွေပိုက်သွားရင်တော့အလုံးလိမ့်မဲ့ဖြစ်လာလေလေသူတို့တက်ပို့ပြီးတော့ဆိုချိုးဖြစ်လာလေလေပဲစစ်ကောင်စီတွေစစ်အာဏာရှင်တွေကတော့ထိခိုက်တာတော့ထိခိုက်တာဒါမဲ့သူပဲနေနာနေနာသူတို့ကတော့ဆန်ပြေတလို့ပဲနေနေကြတာပေါ့အလောက်ပဲသူတို့ပဲဆော့ပဲဆော့လုံးဝကိုမှခရုမဆက်ပေးနဲ့သူတို့အာဏာတ င်မြင်ကိစ္စကိုပဲသူတို့လုပ်နေတာ2021ဆေးရနာဒိမီနာမှာလွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခွင့်နဲ့စီယုံငွေဆိုင်ရာပြဋ္ဌာန်းချက် အမှတ်89အဒမစီခိုင်မှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29တို့ကိုမြန်မာနိုင်ငံကချိုးဖောက်နေတယ်ဆိုတဲ့အချက်တွေကို ILO ကစုံစမ်းတွေ့ရှိခဲ့တာကြောင့် Article 33ရအပြစ်ပေးအရေးယူဖို့ဖြစ်လာတာပါ။ Article 33အရရေးမှဆိုရင်အရင်ကျင့်သုံးခဲ့တဲ့မူတွေအရ ILO အဖွဲ့ဝင်နိုင်ငံတွေကနေအလုံးစုံပိတ်ဆို့တာစစ်ကောင်စီကိုအစိုးရတည်းအနေနဲ့အတိမတ်မပြုတာမျိုးထပ်ဖြစ်လာဖို့ရှိနေတယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာခြေစိုက်တဲ့ ILO မှာအဖွဲ့ဝင်နိုင်ငံ185နိုင်ငံအထိရှိပြီးစစ်ကောင်စီဟာအဲ့ဒီနိုင်ငံတွေနဲ့စီးပွားရေးနဲ့ဆက်ဆက်လုပ်ငန်းတွေလုပ်ကိုင်ရမှာအခက်အခဲကြုံရတော့မှာဖြစ်ပါတယ်။ကျွန်တော် တူတာချမ်းသာပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ